အဖိုးတောင်ကိုငါလေကတဲ့တွေကိုတက်နေပြီလေကတဲ့ပေါင်း385ရှိတယ်လို့တော့အာပြောတာပါအဲ့တော့ဖိုးတောင်ပြည်ပြည်မြို့ပြည်မြို့ဘာသာဘာဘဲခရိုင်လဲဘရောင်းခရိုင်ဟမ် ပြည်မျိုးရဲ့အရှိပါနော်ဗဒောင်းခရိုင်ထဲမှာရှိတယ်ဖိုးတောင်ဇေဒီတော်မြတ်ကြီးကိုတက်ဖို့မှန်ဆိုဒီလိုလက်ကရစ်တွေတက်ရပါမယ်395ဒေလဲခုနပန်းရောင်းတဲ့ဓမ္မကြီးတွေကပြောလိုက်တာအဲ့တော့အတိအကျလဲဟုတ်ချင်မှာဟုတ်မှာပေါ့ ဟုတ်ရခွန်းလည်းငါတဲကဲလေကတိထက်ဝက်ကျိုးလာပြီတရားကျော်သွားပြီကဲ200ရဲကိုရောက်တော့မယ်မဟုတ်ကဲရောက်ပြီတဲ့ရှေ့တကွေးရှေ့တကွေးရောက်ပြီရှေ့တကွေးဆိုရောက်ပြီ ဟုတ်တော့မှာမြောက်တေလဲရှိတယ်ဗောနော်များလားမများလားမသိဒီမှာတကောင်တော့တွေ့ပြီဟမ်နှစ်ကောင်တွေ့ပြီမြောက်စာရပဲလဲဝယ်ပြီးတော့ဒါကျွေးလို့ရဗောနော်ဒီမှာနှစ်ကောင်ဟာပုံမှန်လဲရှိရင်လည်းတွေ့တယ်ပုံမှန်လဲဆော့နေရတွေ့တယ်ပန်ကြားတယ်ဟာတကောင်သုံးကောင် သုံးကောင်တွေ့ပြီမြောက်မြောက်သုံးကောင်တွေ့ပြီမြောက်စာရီပဲလဲကျွေးလို့ရတယ်နဲ့တွေ့ဟောဘုမတကောင်ရှိတယ်ရနဲ့တွေ့မြောက်မြောက်မြောက်တွေလည်းရှိတယ်မြောက်စာလည်းကျွေးလို့ရတယ်ဖုံးတောင်မှာဖုံးတောင်ပေါ်ကနေမြင်ရတဲ့ ရွာတွေပေါ့နော်တကယ်မှစိမ့်စိမ့်ဆူဆူတွေပဲအများကြီးပါပဲဘုဘကတော့ပြည်မျိုးပေါ့ဒါဒီဘက်မှာတော့ဘုဟုဒါနဒါညနေချင်းဆိုင်မှာမြင်ရတဲ့ဟုတ်နော်ဖျားဘွားကနေမြင်ရတဲ့ပြည်မျိုးဘက်ကအလှတရားတွေပါတပင်းနေနဲ့တောတောင်နေနဲ့စိမ့်လန်းဆိုပြီးဘိုးတောင်မော်ကနေမြင်ရတဲ့ရှုခင်းတွေပါတမနော် ဧရာဝတီမြေကြီးလည်းတွေ့ရပါတယ်ဒီမှာတကယ်ကိုလှပါတယ်နော်တဘောင်ကစုခင်းနေတယ်တကယ်လှပါတဲ့နေရာတွေပါကဲဖိုးတော်မော်ကနေမြင်ရတဲ့ရှုခင်းတွေပါဒီမှာကြည့်ပါဦးတော်တော်လှပါတယ်ဟုတ်ပါရာဝတီမြေကြီးလည်းရှိတယ် ။အိုးမှာရွာသားရွာရွာလဲရှိရပေါ့နော်။တပင်နေတောတောင်နေနဲ့တကယ်ကိုစိမ့်လန်းနေရပေါ့နော်ဒီမှာတကယ်ကိုဟာပြီးစိမ့်လန်းနေတယ်ဒီမှာပြီးပါနော်ဒီမှာကိုရီဒီမှာကြီးအများမှများရပဲဟုတ်လားโอ้หน่าเนี่ยวะเนาะเดี๋ยวมาโอ้ตะเกหน่าပါတယ် နေရာဒေသတွေတောင်ပေါ်ကနေကြည့်ရရင်ရှုခင်းနေရန်လှပါတယ်ဟိုတောင်ကိုပြည်မြို့ကိုရောက်ရင်ကတောင်မြို့နယ်မှာရှိတဲ့ဟိုတောင်ကိုတော့ရောက်ဖုံးပြကြပါအောင်အဖိုးတောင်ပေါ်ကနေမြင်ရတဲ့ဒီမှာအရာဝတီမြေကြီးပါဒီမှာအရာဝတီမြေကြီးရဲ့အရာဝတီမြေတခါကန်းကရွာတွေရဲ့နော်ဒီမှာ ကယ်တစ်ပင်နေရတောတောင်နေရစိမ့်လန်းဆူပြေးနေတာပဲเนาะဒီမှာတကယ်တကယ်သားရပါတယ်တကယ်ကိုဟိုးမာတာပြည်မျိုးကြီးပေါ့เนาะပြည်မျိုးကြီးဟိုးတော်မွားမြင်ရတယ်ပြည်မျိုးဟိုမှာမြေတို့လာခဲ့တယ်ဒါပြည်မျိုးပေါ့เนาะအဲ့တော့ဒီမှာတကယ်တစ်ပင်နေတောတောင်နေ တဘာဝအလှတရားတွေနဲ့နော်ခိုးတော်မူရောက်တယ်ဆိုရင်တော့ဒါဟာတွေကိုမြင်ရမှာပါဒါဒီဒီတဘာဝလှည့်လည်းစမ်းစားရမှာပါကြည့်ရှုရမှာပါနော်ဟိုမှာဒီနေ့ရာလီဥတုကလည်းနည်းနည်းအုပ်နေရော ဖုန်းတော်ဘောကနေပြန်ဆင်းมาပြီမိုးတွင်းဆိုတော့ญาติလူကတော့နည်းနည်းလေးဟိုဖြစ်တယ်မိုးတွေလည်းဆုံနေဆိုတော့ဖះဘောမှာမိုးတွေလည်းဆုံနေတယ်အမေဖျားဖို့ရောက်သွားရင်မြင်ရတဲ့ရှုခင်းတွေကတကယ်ကိုအင်းချင်းစရာကောင်းတယ်ဝမ်းသာစရာကောင်းတယ်ပေါ့လေ တစ်ပင်လေးနဲ့တောတောင်လေးနဲ့စိမ်းနှန်းစုပြီးနေတာပေါ့နော်ဟိုလောင်မလဲရှောင်းအောင်တက်ပြီးတော့ဖူးကြပါလေကလေးကတော့300ကျော်359တက်ရှိတယ်လို့ပြောပါတယ်